ေချနိုင်မယ်ဆိုရင်တော့နောင်ဘောဆိုအမရှိခင်အပေနဲ့ကျုံရင်ပါမယ်ဟုတ်တယ်သားဖာတက်ဖြစ်ချင်ပါသေးရဲ့အပေသမီးဖြစ်ချင်ပါသေးရဲ့ဖေကဆိုင်ကြီးနဲ့ပါသွားသမီးကနောက်ကကြကြနေခဲ့တာပေါ့အဲ့ချိန်မှာသူ့ကိုသူမငယ်ပန်းတယ်လေဆိုဘောအိုင်ရဆင်းလာဆင်းလာပြီးအသမီးရလာရလာရလာနဲ့သူဖြစ်တာတောင်မှမငယ်ပဲနဲ့ကိုသမီးကိုအစွတ်တွေဘော့တွေခါပေးနေသူ့ကိုသူဖြစ်တာတောင်မှသူခယူးမဆိုင်ဘူးเนาะအဲ့ဒါတော့ဘဝမှာအမှတ်ရတော့ ီတားစုကတော့မချဲဘဝအတွက်တံပိုးအထားရဆုံးပဲ။ဘာနဲ့မှလည်းတံပိုးမဖြစ်နိုင်သလိုတံပိုးလည်းအထားရဆုံးပဲ။အမေအတွက်နဲ့ဒီမလေးအတွက်နဲ့မောင်လေးအတွက်ဆိုရင်ဒီအသက်တောင်ပေးရဲ။သူအဖေကိုလောက်ချားမယူသမီးပြိုကြီးလုံးမယ်ဆိုပြီးတော့လေ။အဲ့ဒါလေးတခုတော့ဂရီပေးခဲ့တယ်ဟုတ်။ဒီနေ့ကတော့ဒါမက်ချေဟုတ်မက်ချေမက်ခိုင်အဲ sorry မက်ချေမက်ခိုင်တခြင်း လေးလာရိုက်တာပေါ့နော်ဒီမန္တလေးမှာပဲဟုတ်အခြေအနေပတ်သက်ပြီးတော့မချေကတိတ်ပြီးတော့အဲ့ဘက်ကိုအာရုံမလာသေးဘူးနံပါတ်၁ကမိသားစုအာမိသားစုပေါ့နော်အမေမောင်လေးညီမလေးမိသားစုနံပါတ်၂ကစီးပွားရေးကိုဘယ်လိုစီပီအောင်လုပ်ရမလဲသူတို့ဘဝလေးဘယ်လိုတိုးတက်အောင်လုပ်ပြရမလဲကိုယ့်အောက်ကမောင်လေးနဲ့ညီမလေးရှိသေးရပေါ့နော်အဲ့တော့အမေကိုလည်းဟိုကိုမရှိလဲဖြစ်တယ်ဆိုပဲအလုပ်လေးပေါ့နော်ဒီခုကွင်းရဆိုင်ဖွင့်ထားတာကကြတော့မချေရှိမှဖြစ်တဲ့အလုပ်မျိုးအဲ့လိုမဖြစ်စေချင်ဘူးမချေမရှိလဲဖြစ်တယ်ဆိုတဲ့အလုပ်မျိုးကိုမချေက အမေကိုလှုပ်ပေးခြင်းတာပေါ့နော်ဟုတ်အဲ့အတွက်ကြောင့်အဲ့အချိန်ကြီးဘက်ကိုအဲ့လောက်ကြီးတိတ်မလဲသေးပါဘူးအမေကိုပို့ပြီးတော့အစ်တီချက်အဆင်ပြေအောင်ထားခြင်းလေးလို့စူးစမ်းပါအောင်မယ်ဟုတ်ဒီသားစုကတော့မချေဘဝအတွက်တန်ဖိုးအထားရဆုံးပဲဘာနဲ့မှလည်းတန်ဖိုးမဖြစ်နိုင်သလိုတန်ဖိုးလည်းအထားရဆုံးပဲအမေအတွက်နဲ့ညီမလေးအတွက်နဲ့မောင်လေးအတွက်ဆိုရင်လေအသက်တောင်ပေးရတယ်ကောင်းလေးအတွက်ဆိုအသက်မပေးရဘူးဆိုတော့ကောင်းလေးကတရားမရှိတော့နောက်တစ်ယောက်ထက်ရှာလို့ရတယ် ါလေးမင်းပြလည်းမသိဘူးဟုတ်ကဲ့ပါအဖေတော့ကတော့စိတ်မကောင်းဖြစ်တယ်အဖေတော့ကအဲ့လိုပြန်လဲမတွေးကြုံပြန်လဲမတွေးကြုံဒါကြောင့်လဲဆိုတော့နောင်ဘွားဆိုအများရှိခဲ့ရင်အဖေကိုပြေးပြေးစုံထားနိုင်တဲ့သမီးကောင်းတယောက်ဖြစ်အောင်ကြိုးစားပါအောင်လေအဲ့ဒီစကားလွယ်ပြီးတခြားစကားပြောစရာဘူးအဖေတော့ကမရှိတော့တာအဖေကောင်းရမွန်ရရောက်တော့ပါပြီမချေအဖေတော့လည်းကုစုကောင်းမှုလည်းအများကြီးလုပ်ပေးပါတယ်ဟုတ်မချေပထမဦးဆုံးကဆိုင်ကယ်လေးဝယ်တာ ဆိုင်ငယ်ဆိုင်ကလုံးလေးဆိုင်ကလုံးလေးကနေကလစ်ဘိန်းလေးအဲ့ကလစ်ဘိန်းလေးကြတော့အဖေမောင်းလိုက်ရတယ်စီးလိုက်ရတယ်ကားမှာအဖေကမမီတော့တာအဲ့ကားပထမဆုံးဝယ်လာတဲ့နေ့ကတော့ငါအဖေနဲ့ကားပတ်စီးကျင်လိုက်တာအဖေသားရှိရင်ဒီကားကြီးအဖေစီးရပျော်မှာပဲဆိုပြီးတော့လေကိုဘွားနဲ့လည်းမတွေးခဲ့ဘူးညှော်လည်းမညှော်လင်းခဲ့ဘူးဒါပေမဲ့ရအဲ့ကားကြီးဝယ်နိုင်လိုက်တဲ့အချိန်မှာကျတော့ပထမဆုံးသတိရတာကတော့အဖေအဖေနဲ့ ကားပတ်စီးကျင်တာပေါ့နော်မရှိလို့ငငင်တော့တောင်ပေါ်တွေတက်မိသွေးတွေဖုတ်အဲ့လိုမျိုးတွေအဖေကဘဝအကျဉ်းချမ်းတန်းတန်းအချိန်မှာအဖေကအတူတူဖြတ်သန်းခဲ့ရပြီးတော့တကယ်ကိုကိုလှုပ်ကျင်နိုင်တဲ့အချိန်တွေရောက်ပြီဆိုတော့မှအဖေကမရှိတော့တာအဖေကကန်ဆိုးတာအဖေကအဖေကလည်းတောက်တယ်လေအဲ့နဲ့အရက်တောက်တော့အဲ့လိုအရက်ကြောင့်အသေးမရှိတော့တာအသေးကိုမရှိတော့တာအကုသေးတယ်မရတော့တာပေါ့ဟုတ်အဲ့တော့ဆိုင်ကရုပ်ဆိုးလေးနဲ့ရွာလန်းနေဆိုတော့ဆိုးတယ်လေ အဲကျန်းနေဆိုတော့ဘွက်တင်နေမိုးရစီမှာအဲ့လိုမျိုးဆိုင်ကလေးကြီးကိုလဲကြွားပါဗောနော်ဆိုင်ကလေးကြောင်မှာသူ့ချောက်ကြီးကလေအဲ့လိုခြေသေးကြီးကလမ်းပြီးတော့လေသူ့မှာလဲဆုပ်ပြတ်နေတာတမီးကအဝေးကိုလွန့်သွားဘွက်ထဲကိုကြာတာလှဲလန်းနေဒီဘက်ကဘွက်ရှိရဲ့အဲ့ဘွက်ထဲကိုကြာသွားတော့ဘွက်ထဲမှာတမီးကလူးနေရဖေကဆိုင်ကလေးကြီးနဲ့ပါသွားတမီးကနောက်ကကြကြနေခဲ့တာဗောအဲ့ချိန်မှာသူ့ကိုသူမငယ်ဘက်နဲ့လေဆိုဘွက်အိုင်ရဲ့ဆင်းလာဆင်းလာပြီးအတမီးရလာရလာရလာနဲ့ သူဖြစ်တာတော့မှမငယ်ပဲနဲ့ကိုသမီးကိုအစွတ်တွေဘော့တွေခါပေးနေသူ့ကိုသူဖြစ်တာတော့မှသူခယုံမဆိုင်ဘောနော်အဲ့ဒါတော့ဘဝမှာအမှတ်ရတော့မယ်အဖေနဲ့အဖေနဲ့လဲလဲမှာပေါ့ဆိုင်ငယ်မောက်တာပို့ပြီးတော့အဖေကဟီးရိုးပို့ဖြစ်တယ်ဟုတ်အရင်ချစ်တာအဖေကတာသမီးတောင်းအောင်ထဲမှာမရှိဘူးအချစ်ဆုံးတမီးအကြီးဆုံးလည်းဖြစ်တော့လေအဖေကအဖေတည်းကတမီးအကြီးဆုံးကိုပို့ချစ်တယ်လေတမီးကိုပို့ချစ်တယ်ပြီးတော့မရှိရအကြီးဆုံးလည်းဖြစ်တော့ဘာလို့လို့မရှိရတော့မောင်တော်မတောင်းအောင်ရှင်မရှိရသူတို့နှစ်ယောက်ကိုရိုက်လေမရှိရမှန်တယ် သုံးအောင်စလုံးအပြည့်လို့ရင်မချက်တစ်ချက်သူတို့တယောက်နှစ်ချက်ဒီရိုက်ခံရတာအဲ့တော့ကတော့တာမီးတွေခေါင်းငင်းဆိုင်ပြီးတော့ငိုတာပေါ့အဖေမရှိတော့ဘူးဆိုတော့အဖေဆိုတော့တာသမီးတွေအတွက်ဝင်းထရံကြီးလိုပဲအဖေဆိုတော့အိမ်ဝိုင်းတဝိုင်းမှာအဓိကဝင်းထရံပဲဝင်းထရံကောင်းရင် အပြည့်လို့ဝင်မလာဘူးအဖေဆိုတော့ဝင်းထရံကြီးလိုပဲအမေဆိုတော့လည်းကို့အတွက်အိမ်တလုံးလိုပဲကို့ခိုရာပေါ့နော်ကို့ရဲ့ခန်းစားချက်ကအဲ့လိုမျိုးအဝင်းထရံကြီးမရှိတော့တဲ့အချိန်မှာ ဝင်းကျင်တယ်ဝင်းကျင်တဲ့လူတွေက စမ်းကျင်တယ်ဝင်းကျင်တယ်အမေကလည်းအဲ့ဒါမိုးဆိုးမဖြစ်သွားပြီဆိုတော့လေဟိုဟိုတမိဖြစ်သူကလည်းအပြုတ်ဖြစ်လာတော့အများကြီးကြုံရတာပေါ့နော်အဖေမရှိရတာဒါအဖေသားရှိရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးဆိုတော့အဲ့ဒါတမိပဲသိတာအမေတောင်မသိဘူးတမိပဲသိတာအဖေကိုဂရီဂရီပေးတာယောက်ျားမယူတမိပြိုကြီးလုံးမယ်ဆိုပြီးတော့လေအဲ့ဒါလေးတခုတော့ဂရီပေးခဲ့တယ်ဟုတ်တမိယောက်ျားမယူတော့ဘူးလို့တမိအမေနဲ့ပဲနော်အမေကိုဂီယူဆိုင်မယ် မောင်လေးညီမလေးပေါ့ရူးဆိုင်မယ်လို့ပဲအဖေမဆုံးခင်မှာအဲ့လိုလေးပြောလိုက်တာပေါ့ဖေးကြနိုင်မယ်ဆိုတော့နောင်ဘောဆိုအမရှိခင်အပေနဲ့ကျုံညင်ပါမယ်ဟုတ်တယ်သားဖာတက်ဖြစ်ချင်ပါတည်းအပေသမီးဖြစ်ချင်ပါတည်းဟုတ်ပါပြီ။ဟမ်ဖေရှိသေးရဲ့သူတွေလဲကို့အဖေဘယ်လောက်ဖယ်ဆိုးဆိုးဘယ်လောက်ဖယ် အယောသမားကြီးပဲဖြစ်ဖြစ်တတော်မှာကိုဖေကိုအပြစ်မတင်မိကြပါစေနဲ့လို့အဲဖေမရှိတဲ့လူတွေပဲအဖေမရှိတဲ့ခံစားချက်ကိုနားလဲတာမဟုတ်ဘူး